皆さん、こんにちは。アロンベン・ミングラバー。ハロー・オンライン、ジュクニーズ・ランウィッシュ・プラスカーに、ビヨーマー、チュズ・オライバーレ。အာဒီနေ့မှာတော့ပေါ့နော်ဒီနေ့ရစတင်မှာမဟုတ်ဖဲနဲ့အဲတီချာရဲ့ channel ရနေပြီးတော့မှနော်ဘယ်လိုမျိုးဗီဒီယိုတွေကိုဘယ်ထဲမှာတွားကြည့်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်တချို့တွေကအခုမှဒီ channel ကိုစတွေ့တယ်ဒါပေမဲ့အာဘယ်ကနေဘယ်လိုစပြီးတော့လေးလာမှန်းမသိဘူးဆိုတဲ့သူတွေရှေ့ရအတွက်ကြောင့်မို့လို့ အတီဗီဒီယိုလေးကိုတင်ပြလိုက်တာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဆက်လိုက်ကြအောင်။အရင်ဆုံးဒီ channel ရဲ့ဝင်လိုက်မယ်ဆိုရင်ဒီပေါ့နော် home out မှာကျတော့အတီယိုမျိုးဗီဒီယိုတွေက random လာနိုင်မယ်ပေါ့နော်။ It's not ဒီမှာဆိုရင် organize တိချာမဖြစ်ဘူး။အဲ့ခါကျတော့ကိုကကိုကြည့်သိချင်တဲ့ဗီဒီယိုသွားကြည့်ချင်တယ်ဆိုရင်ဒီ playlist ဆိုတဲ့အထဲမှာသွားကြည့်လို့ရပါတယ်။ကဲမတော်ကြည့်လိုက်မယ်ဆိုရင်ပေါ့နော်တိချက်အခုလိုလို့ဆိုရော playlist လေးကိုလုတ်ပေးထားပါတယ်။အာကိုက ခုမှစတင်လေ့လာမယ်ဂျပန်စာကိုလုံးဝမထိတွေ့ဘူးသေးဘူးဆိုရင်တော့ဒီအခြေခံပညာဒါနဆိုတဲ့ဗီဒီယိုဒီ players ကိုတွားကြည့်လို့ရပါတယ်။အဲ့ထက်မှဆိုဗီဒီယိုကစုစုပေါင်း33ခုပါပါတယ်။အပိုင်းအဖြစ်နေနေကတော့အပိုင်း20အထိပါပါတယ်။တချို့ပိုင်းနေဆိုရင်တော့ပေါ့နော်။အာ part 1 part 2 part 3ရှိတယ်လို့မျိုးတချို့အပိုင်းနေကြတော့ဒီ part 1နဲ့ part 2ဆိုပြီးတော့ဗောနောနှစ်မျိုးရှိတဲ့အရာတွေရှိပါတယ်။ဒါလေးကတော့ပြီးပြီးတာပညာဌာနလေးဗောနောအဲ့ပညာဌာနလေးကတော့အစအဆုံးသွားပြီးတော့လေ့လာလို့ရပါတယ်။ဒါကတော့အခြေခံပညာဌာနပါ။ episode နောက်တစ်ခုဗောနောနောက်တစ်ခုကကြတော့ဒီ grammar ဗောနော m5 ကိုကိုက ခု F5 တင်နေတယ်အဲ့ N5 ကိုပဲထပ်ပြီးတော့ပေါ့နော်ထပ်ပြီးတော့တင်ခြင်းနဲ့ grammar ကြီးကိုမှတီးတက်လေ့လာခြင်းနဲ့ဆိုရင် F5 grammar lesson ဆိုတဲ့အထဲမှာတော့ပြီးတော့လေ့လာလို့ရပါတယ် PTRT playlist ပေါ့နော် PT grammar ပေါ့နော် M5 grammar lesson ဆိုရဲ playlist ထဲမှာသွားပြီးတော့အာကြည့်လို့ရပါတယ် အတကူကတော့ M5 ခံကြည့်လို့စပါ။ဒါလေးကကြတော့ပေါ့နော်။ဘလိုမျိုးလူတွေအဓိကထားကြည့်တင်လဲဆိုရင် M5 ကိုတင်လဲစားဒါမှမဟုတ်ရင် M5 မတင်ရသေးတဲ့လူတွေအာဒါမှမဟုတ်ဒီ M5 ပေါ့နော်။ M5 တင်ပြီးသွားလို့ခံကြည့်ရေကိုပြန်ပြီးတော့နှွေးချင်တဲ့သူတွေကဒီမှာသွားကြည့်လို့ရပါတယ်။ဒါကတော့ M5 ခံကြည့် lesson လေးတွေပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ general japanese ပါဒီမှာတော့ general နေနဲ့ vocabulary လေးသင်ပေးထားရယ်နေ့စဉ်သုံးစကားပြောရေးသင်ပေးထားရယ်ပေါ့နော်ဒါကတော့ဒီ general နေနဲ့သ င်ပေးထားပါတယ်။ကိုကဒီတိုင်းပေါ့နော်ဂျပန်စာကိုစိတ်ဝင်စားလို့ဝါသနာအရာနည်းနည်းလေးလာကြည့်ခြင်းနဲ့အဲအဆိုရင်ဒီ general Japanese တွေကိုသွားကြည့်ဖို့တိုက်တွန်းပါတယ်။ဒါကတော့ဒီချက်အခုလုတ်ပေးထားရဲ့ series လေးခုပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့အဓိကလုပ်လိုက်တာကတော့ပေါ့နော်အဓိကဒီဘယ်လိုမျိုးလေ့လာရမလဲဆိုတာပြပြချင်းလုပ်တာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မီနာဆန်ဆာယိုနာရာအာရီကာတိုကူဆိုင်မတ်